သူကစနိုးကလွယ်ပြီးဘသူ့ကိုမလက်မထပ်ပါဘူးလို့ကတိပေးခဲ့စနိုးလည်းယုံခဲ့တာပေါ့သူရန်ကုန်တက်ကတော့ကျောင်းတော့တက်တဲ့အချိန်စနိုးနဲ့သူနဲ့စာအဆက်အသွယ်ပဲရခဲ့တယ်အဲ့ဒီအချိန်မှာသူ့အိမ်ကသူ့ကို ကောင်းမလေးတယောက်နဲ့ဆက်ဆက်ပေးရမယ်ဆိုတာ စနောတီးလိုက်ရတဲ့အချိန်သူရှိရဲ့ရန်ကုန်တက္ကသိုလ်ရဲ့စနောတယောက်ထဲလိုက်သွားရဲ့အချစ်စိတ်တွေပြည့်နှံ့နေရဲ့18နှစ်ရွယ်ကောင်မလေးတယောက်ရဲ့စွန်စားစရာအချိန်ကဘလောက်စိတ်လှုပ်ရှားဖို့ကောင်းလဲကိုကြီးရဲ့စနောအဲ့လိုလိုက်သွားတော့သူနဲ့တွေ့ခဲ့လား